မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ငူမြို့ကံတော်ကြီးအနီးမှာရှိတဲ့ဘကိုးတိုင်းဝင်းကြီးချုပ်တဲခုံနေတဲ့တော်ဝင်ကေတုမဒီဟိုတယ်မှာလုံခြုံရေးစောင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်လ9ရက်နေ့ည9:30မိနစ်ခန့်မှာဘကိုးတိုင်းဝင်းကြီးချုပ်တဲခုံနေတဲ့တော်ဝင်ကေတုမဒီဟိုတယ်မှာလုံခြုံရေးစောင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တောင်ကိုအခြေဆိုင်မြို့ပြတော်လန်ရေးအင်အားစုကဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ဩဂတ်လ9ရက်နေ့ည9နာရီခွဲလောက်ကတောင်ကိုမြို့ကံတော်ကြီးအနီးကတော်ဝင်ကေတုမဒီဟိုတယ်မှာဘကိုးတိုင်းဝင်ကြီးချုပ်တဲခုန်နေပြီးတော့လုံခြုံရေးတွေချထားတာကြောင့် အဲ့ဒီလုံခြုံရေးခွေးတွေကိုမိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိကမရှိစုခွာနိုင်ခဲ့ပါတယ်စစ်ခွေးတွေထိခိုက်မှုရှိမရှိကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့တောင်ကုန်မြို့ပြတော်လှန်ရေးအင်အားစုမတာအတာဝန်ခံစစ်သူကြီးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပေကျင်းမြို့နယ်ချောင်းကြီးရွာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့အထိုင်စကမ်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီတပ်သားအလောင်း၉လောင်းနဲ့တနက်၉လက်ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ15ရက်နေ့ကနေစတင်ပြီးတော့တပိတ်ချင်းမြို့နယ်ချောင်းကြီးကျေးရွာအတွင်းမှာရှိတဲ့အကြမ်းတ်စစ်ကောင်စီရဲ့အထိုင်စခန်းကုန်းများကိုတော်လိုင်တပ်များကတိုက်ခိုက်ခဲ့ပြီးတော့ဩဂတ်လ1ရက်နေ့မှာအကြမ်းတ်စစ်ကောင်စီတပ်သားများဆက်လက်တောက်မခံနိုင်တော့ပဲစခန်းကုန်းများကိုဆွန့်ခွာထွက်ပြေးသွားခဲ့ပြီးတော့ဩဂတ်လ2ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ18ရက်ကြာတိုက်ပွဲအတွင်းမှာအကြမ်းတ်စစ်ကောင်စီတပ်သားအများပြားထိခိုက်သေးဆုံးပြီးတော့အလောင်း9လောင်းနဲ့ MA1, MA3, MA12 အမျိုးအစားတနက်6လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးအလောင်းတွေကတော့လရှည်တိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဂုံးကိုမသိမ်းနိုင်တဲ့အချိန်မှာခွေးကုန်းပေါ်မှာတော့မြုပ်ထားတဲ့အလောင်းတွေကတော့ရှိတာပေါ့ကျွန်တော်တို့သိမ်းတဲ့နေ့ကတော့အလောင်း၉လောင်းရတယ်ခွေးကုန်း၃ကုန်းပေါ်မှာအလောင်း၉လောင်းရတယ် တင်းစီရမိတာတွေကတော့ MA1 MA3 MA12 အလုံးပေါင်းကိုယ်လည်းရရှိခဲ့ပါတယ်လို့တပိတ်ချင်းတိုက်နယ်ပကဖဘိုလင်းယုံတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကိုတပိတ်ချင်းတိုက်နယ်ပကဖဘိုလင်းယုံတပ်ဖွဲ့ပြင်းလွင်ခရိုင်အမှတ်တက်ရင် အမှတ်နဲ့တက်ရင် အမှတ်906တက်ရင်အမှတ်910တက်ရင်ပြင်းလွင်ခရိုင်ပကဖတပိတ်ချင်းမြို့နယ်ပကဖစင်ကူးမြို့နယ်ပကဖ 9PDF တပ်ဖွဲ့ကံဘလူခရိုင်တက်ရင်ပြင်းလွင် drone တပ်ဖွဲ့ရွှေဘုံခရိုင် drone တပ်ဖွဲ့မန်းခရိုင် drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ခုဒေသတိုက်ပွဲမှာအချမ်းဘတ်စေကောင်းစီဘက်က၉ဦးသေဆုံးပြီး၈ဦးကိုအရှင်ဖမ်းဆီးရမိကတနက်၁၉လတိုင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၈ရက်နေ့မနက်၁၇:၁၈မိနစ်ခန့်မှာ ရက်ဆောင်မျိုးနယ်အတွင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA လှုပ်ရှားရာကြောက်ခုဒေသမှာ DPLF DPLA ပူးပေါင်းတပ်ဖွဲ့နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့ကိုဦးသိဆုံးကတိုက်ပွဲတွင်မှာလက်နက်၁၆လက်သိမ်းဆီးရရှိခဲ့ပြီးစစ်ကောင်စီတပ်သားအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲမှာတော့စစ်ခွေး၉កောင်သေးတယ်၈កောင်အရှင်ဖမ်းမိပြီးတော့လက်နက်၁၆လက်သိမ်းဆီးရရှိခဲ့တယ်ဓမ္မနဲ့အာဓမ္မကြားမှာအာဓမ္မကတော့ရှုံးစမြဲပါပဲလို့ ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA တပ်များရှိရာကိုထိုးစစ်ဆင်လာတဲ့အချိန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲဖြစ်နေတဲ့အချိန်ညနေ3:45မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီဘက်ကတိုက်လေရင်နဲ့လက်ရောက်ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA ကတာဝန်ရှိသူတွေကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲအကျဉ်းတောင်ကနိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား382ဦးကိုအရခတ်တပ်တော် AA ကဘေးလွတ်ရာကိုကဲထုတ်ပြီးတဲ့နောက်နိုင်ငံများကိုနေအိမ်များကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ရခိုင်ဒေသအတွင်းမှာရှိတဲ့တိမ့်ပတ်ရန်ကြန့်ရှိနေသေးတဲ့တန်တွဲမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းများအားလုံးငပလီမစင်လေစိတ်တန်တွဲဟိုတယ်စုံအပါအဝင်နေရအများစုကိုရခိုင်တပ်တော်ကဇူလိုင်လ16ရက်နေ့ညနေ9:00ခွဲအချိန်မှာအပိသက်တိမ့်ပတ်ရရှိပြီးတဲ့နောက်တန်တွဲမြို့အကျဉ်းတောင်မှာ ိမိနေတဲ့အကျဉ်းသားများ382ဦးကိုအာရခတက်တော် AA ကဘေးကင်းလုံခြုံရာကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။တန်တွဲအကျဉ်းထောင်ကအကျဉ်းသားစုစုပေါင်း382ဦးတဲက9ဦးကိုကယ်ထုတ်နေတဲ့အချိန်တွင်းမှာ အချမ်းဘတ်စစ်ကောင်စီရဲ့လက်နက်ကြီးကြီးစားထိမှန်ပြီးတော့၅ဦးသေဆုံးခဲ့ပြီးကျန်တဲ့၂ဦးဟာလည်းပြင်းထန်ဒဏ်ရာများနဲ့ဆေးကုသမှုခံယူနေတဲ့အချိန်သေဆုံးခဲ့တယ်လို့သိရပါတယ်။ကဲထုတ်လာခဲ့တဲ့အကျဉ်းသားတွေထဲမှာနိုင်ငံရေးအကျဉ်းသား53ဦးပါဝင်ပြီးတော့၂ဦးဟာကဲထုတ်နေစဉ်အတွင်းမှာသေဆုံးခဲ့တယ်လို့သိရပါတယ်။ကျန်တဲ့နိုင်ငံရေးအကျဉ်းသား51ဦးထဲမှာယောဂဒဏ်ရာများနဲ့ပါလာတဲ့သူများနဲ့ ကျမ်းမာရေးစောင့်ရှောက်ရန်အရေးတကြီးလိုအပ်နေတဲ့သူ၁၈ဦးတို့ကိုအရခတက်တော်ကကောင်းမွန်စွာကျမ်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိတယ်လို့သိရပါဗျ။အရင်ရက်များမှာအကြပ်ဖတ်စစ်ကောင်စီရဲ့ပင်လယ်ပြင်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေခြင်းများအပြင် လက်နက်နဲ့ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလိုက်လံရှင်းလင်းနေရခြင်းနဲ့လက်တလောရေကြီးနေမှုများကြောင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုဘေးကင်းလုံခြုံရာမှာခိတ္တနေရာချထားပေးခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာလုံခြုံရေးအာမခံချက်အတိုင်းအတာတစ်ခုထိရှိနေပြီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနိုင်ငံရေးအကျဉ်းသားများအားလုံးကို၎င်းတို့ရဲ့နေအိမ်များနဲ့မိသားစုများထံကိုဩဂတ်စ်လ6ရက်နေ့ကနေစတင်ပြီးတော့ပြန်လည်ပို့ဆောင်ပေးနေပြီလို့သိရပါတယ်။အဲ့ဒီအကျဉ်းသား40တဦးကိုရခိုင်အမျိုးသားအဖွဲ့ချုပ် ARAKA တက်တော် ULAA ရဲ့ရဲဘက်အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများကအချက်လက်များကောက်ယူစစ်ဆေးပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများအရလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများနဲ့အရေးပေါ်လိုအပ်လျက်ရှိတဲ့စာဝတ်နေရေးထောက်ပံ့မှုကူညီမှုများကိုလုံဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရာဇဝဲမှုကျူးလွန်ထားတဲ့အကျဉ်းသားများကိုမိမိတို့အနေနဲ့ဆက်လက်ထိန်းသိမ်းထားလျက်ရှိက၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုများကိုပြန်လည်စစ်ဆေးလျက်ရှိပြီးတော့တရားနည်းလမ်းကြကြကင်တွယ်ဆောင်ရွက်လျက်ရှိတယ်လို့အရက်ခတ်တော်အေအေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့လေစိမ့်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ6ရက်နေ့မွန်လွဲပိုင်းမှာပခုတ်ကူမြို့လေစိမ့်မှာလာရောက်တပ်ဆွဲထားတဲ့စစ်သားနဲ့ပြူစောထီးများကိုတော်လိုက်တပ်ဖွဲ့များက drone ၅စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများရှိရာစစ်ရန်တရားနဲ့ကားအနည်းများကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြူစောထီးများထိခိုက်မှုရှိကစစ်ရန်တရားများလည်းပျက်စီးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒေါင်းသွေးနီး တောင်းလန်လွှင့်မဲ့စေတမန်မြိုင်အဲဖိုက်တာပခုတ်ကူပကဖမြိုင်ပကဖ PKUN PDF နဲ့ကျွန်ုပ်တို့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နှစ်ရွှေညာမြေ PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဘလားတူပဲဩဂတ်လ6ရက်နေ့ည10:30မိနစ်ခန့်မှာသခိုင်းမြို့နယ်ညောင်ပင်ဝင်းရဲစခန်းကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defense Force MMU အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းမှုမြို့နယ်ပကဖကဦးဆောင်ပြီးတော့မြင်းမှုမြို့နယ်ပကဖ drone တပ်ဖွဲ့ Black Eagle Defense Force MMU Black Eagle Drone Force မြင်းမှုမျိုးနယ်ပါလာဖနဲ့ဒေတာကန်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတာပေါ့မြုံနယ်မြောက်ပိုင်းရွာတက်စုကြီးရွာကစစ်ဆောင်ပြည်သူတွေတဲခုံနေတဲ့ဖုံကြီးကျောင်းတဲ့တဲ့ကိုစစ်ကောင်စီအုပ်စုကဩဂတ်စ်လ9ရက်နေ့ကလေးကျောင်းကနေဘုံကျဲတပ်ဖြတ်ခဲ့ရာကိုရင်ကြီးတပါပြန်လည်တော်မူသွားပြီးတော့ပြည်သူ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ9ရက်နေ့မနက်7:00နာရီကမှပေါ့နဲ့မြိုင်မြုံနယ်အဆက် ပေါ့နယ်မြောက်ပိုင်းကရွာပစ္စုခြေရွာဖုံကြီးကျောင်းတဲ့တဲ့ကိုစစ်ကောင်စီအုပ်စုက Jet Fighter နဲ့ ပေါင်း200ဘုံ3လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီဘုံကြီးเจ้าမှာမြိုင်တွေကစစ်ပေးဆောင်ပြည်သူတွေတဲခုံနေထိုင်ပြီးတော့ဘုံထိမှန်လို့ဘုံကြီးเจ้าမှာဝါဆိုနေတဲ့ကိုရင်ကြီးတပါပြန်လောင်တော်မူကစစ်ဆောင်ပြည်သူ10ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ရွာသိစုကြေးရွာဒေသခံတို့ကပြောဆိုထားပါတယ်။ Jet Fighter အမျိုးအစားနဲ့တုံးကတိတိလာကျဲသွားတာပါခင်ဗျဘုံကတော့ပေါင်နေရဘုံ၃လုံးပါဒီနှစ်ကြောင်းမှာဝါဆိုဖို့လာနေနေတဲ့ကိုရင်ကြီးတပါပြန်လောင်တော်မူသွားပါတယ် စည်းကုံအပေါ်တစ်ချက်ထိတယ်ဘဲဘက်လက်နဲ့ဘဲဘက်ခြေထောက်ကျိုးသွားတယ်စေးကူဖို့သွားရင်းနဲ့လမ်းမှာဆုံးသွားတာပါစစ်ဆောင်ပြည်သူ၁၀ယောက်ကျော်လောက်ဒဏ်ရာရပါတယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီအုပ်စုကလေးချောင်းကနေဘုံကျဲတပ်ဖြတ်ခဲ့လို့ဘုံကြီးချောင်းကចောင်းဆောင်၅ဆောင်ပြက်စီးပြိုကျသွားပြီးတော့ចောင်းဆောင်တစ်ဆောင်ပဲကြံရစ်တော့တယ်လို့ဆိုပါတယ် အဲ့ဒီလိုဘုံကျဲတက်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီအုပ်စုကပေါ့မြုံနယ်နဲ့မြန်မြုံနယ်အဆက်ကစေးရင်ကြီးရွာစာတင်ကျောင်းရဲ့ဘေးကိုထပ်မံပြီးတော့လေကျောင်းကနေတက်ခတ်ခဲ့တာကြောင့်နွားကျောင်းနေတဲ့ပြည်သူတို့ထိမှန်ပြီးတော့ခြေထောက်တစ်ဖက်ပြတ်ထွက်ကဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။မြိုင်နယ်တွေကနေမြေရဲစခန်းနဲ့ပြူစောတိစခန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်မြေပြင်မှာစစ်ရှုံးနေတဲ့စစ်ကောင်စီအုပ်စုကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ဒေသခံတအုပ်ကပြောဆိုခဲ့ပါတယ်။ ်မြိုင်နယ်တောင်ပိုင်းကကိုင်းတော်မနယ်မြေရဲစခန်းနဲ့စစ်မှုနှစ်ကိုရေပုတ်ပေးနေတဲ့စစ်ရေးတွင်အထိုင်စခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့များက၄ရက်ကြာတိုက်ခတ်ပြီးတဲ့နောက်မှာဩဂတ်စ်လ9ရက်နေ့မှာစစ်ကောင်စီအုပ်စုတွေထွက်ပြေးသွားလို့တော်လိုင်းတပ်ဖွဲ့တွေကအပိသက်သိမ့်ပိုက်ကနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နိုင်ပြီလို့တော်လိုင်းတပ်ဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအဲ့ဒီဘုံကပောက်ကိုတော်နေတဲ့ကြောင်းပေါ်ကိုတဲ့တဲ့ကြာရမှာကွာအဲ့ပောက်ကတော့ရဲ့ခေါင်းပေါ်ကိုတဲ့တဲ့ကြာရမှာပေါင်900ဘုံနှလုံးလောက်ကြာလိုက်ရင်ပွဲရသိမ့်ပြီ ောက်တခါဘုံများကျဲခဲ့လို့ရှိရင်ပေါက်ကူတော့ခေါင်းပေါ်တဲတဲကျပါစီမြဲတဲတဲကျပါစီပေါက်ကူတော့ဆိုရဲကရုံခေါင်းပေါ်တဲတဲကျပါစီပေါင်ခမ်းရဘူး၄၅လုံးကျပါစီတခပြိုင်နဲ့တဲကျပါစီမြဲမြဲတီးပါစီဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရှိတဲ့ကြေးရွာ၄ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်လ9ရက်နေ့မွန်းလွဲ7:40မိနစ်ခန့်မှာတနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့တကြက်တောင်ပိန်းစင်ကောင်းဖျားတောင်နဲ့ ကနန်းခွင်းရွာများကိုအချက်ပဲစစ်ကောင်စီကပြစ်မှတ်ထားပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အချက်ပဲစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတက်ခတ်မှုအတွင်းမှာအမျိုးသားတအုပ်ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့သိရပါဗါတယ်။တနင်္သာရီမြို့နယ်ဟာစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်ဖြစ်ပြီးတော့ယနေ့အချိန်မှာ စားတောက်ကုံတည်ယူခွင့်ကိုအကန့်အသတ်နဲ့တည်ယူနေရတဲ့အပြင်ရေဘေးဒဏ်ကိုလည်းခံထားရတဲ့မြို့နယ်ဖြစ်ကြောင်းဘိတ်ခရံပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အခုလိုမျိုးအချက်ဘက်စစ်ကောင်စီရဲ့လေကြောင်းကနေပြီးတော့ခြေရွာများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့်ဒေသခံပြည်သူများဟာစိုးရိမ်ပူပန်မှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ ပထုပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ